အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့ဆက်ရုံမှာအပြင်ကနေပြီးတော့တမင်းလာကြွေးပါတယ်ဒီနေ့ကျွန်တော်တို့မှာစနေအလုပ်ဆင်းရပါတယ်စနေအလုပ်ဆင်းတဲ့နေ့ဆိုရင်သူကပုံမှန်ချိန်ဆိုရင်တစခွဲရပါတယ်တကယ်လို့စနေမှာအချိန်မူပါရင်တော့နှစရပါတယ်ဒါတော့ kimchi ပါ ကိုရီးယားမှာ kimchi ကြိုက်သမားတွေဆိုရင်အရင်ဆင်ပြီးပါတယ်ဆိုတော့ kimchi ရေအများကြီးစားလို့လည်းရပါတယ် ကျွန်တော်ကအပြင်ကလာကြွေးတဲ့ game ချီကိုနည်းနည်းပဲစားပါတယ်ဆက်ရောကြွေးတဲ့ game ချီဆိုရင်တော့အများကြီးစားပါတယ်ဒါတော့နိုင်ရပါနိုင်ရတဲ့ကျွန်တော်နည်းနည်းစားပါတယ်ကျွန်တော်ကဒီကြွေးသမျှဟာတွေကိုအကုန်လုံးနည်းနည်းစီစားပါတယ်အဲလိုကြိုက်တဲ့ဟာဆိုရင်တော့အများကြီးစားတာပါဒီကနေ့ကျွန်တော်ကြိုက်ပါတယ်ဆိုတော့ select ကိုသူကအဲဒီတန် bio နဲ့အေးလောက်ထားတော့ဗောနော်အဲ့ဒါလေးအရင်စားအောင်ပါတယ်ဒါကတော့ဂျုံမုတ်လိုက်ပါ ကျွန်မလေးကသူကအဲ့ချိုရည်လေးဖြူထားပါတယ်။နုစီလေးတွေနဲ့ဖြန်းဖြူထားပါတယ်။သူအရသာတော့ပေါင်မုတ်ရတာလို့ပါပဲ။ပေါင်မုတ်ကြော်ထားတယ်လို့ပါပဲ။ဒါကတော့အဲ့ပူတင်းမှာကျေပူတင်းမှာသူကအရသာတော့နည်းနည်းလေးပေါပေါနဲ့နေပါလေ။အဲ့ပူတင်းအချိုလိုမျိုးမဟုတ်ပါဘူး။သူကပူတင်းအစိတ်ပါ။ တင်ဒီဖက်မှာတော့ဒီနေ့အသားဟင်းပေါ့နော်ဝက်သားဟင်းပါကိုရီးယားမှာဒီဝက်သားဟင်းကိုအဆက်ချစ်တယ်ဆိုရင်အခုလိုမျိုးချစ်တာများပါတယ်ဒါဝက်သားရဲ့ပြီးတော့ကော်ဖီထုပ်ရဲ့ချစ်တော်နီရဲ့ချစ်တော်မိတ်ရဲ့အဲ့လိုချစ်တာများပါတယ်ကိုရီးယားမှာဒီအသားကြီးပဲတိသက်ဟင်းတိတ်ပြီးတော့မချစ်တတ်ပါဘူးသူတို့တစ်ခုခုနဲ့ရောပြီးချစ်ပါတယ်ဒီမှာဆိုရင်လည်းသူကကော်ဖီထုပ်နည်းနည်းလေးပါပါတယ်ချစ်တော်မိတ်လေးလည်းပါပါတယ် ဒီနေ့ကတော့နည်းနည်းလေးစီမြောက်ပါတယ်။အဲဒါကြောင့်မို့ကျွန်တော်ဒီညက်ညက်တဲ့ဟာနဲ့ခတ်တာပါ။ပြီးရင်ဒီနေ့ကျွန်တော်နည်းနည်းပြောပြချင်ပါတယ်။ကိုရီးယားမှာရင်နှွေးတွေရောက်လာပြီဆိုရင်ပူလာပြီဆိုရင်ရေခဲဟင်းချူတွေတောက်ပါတယ်။အဲဒါတော့ကျွန်တော်ဝေါ့ဥပါကျွန်တော် comment မှာပြောပြပါတယ်။ဝေါ့လေးလည်းရင်းဆောက်ကောင်းပါတယ်။ရေကတော့စောင်းမတက်ဘူးဗျာ။ဆိုင်းဆိုင်းနဲ့ဆင်ပြေသွားပါတယ်။ဆောက်လို့ကောင်းပါပါတယ်။ အဲဒါတော့ရင်ညိပါရင်ညိပါကျွန်တော်အရင်ရေခဲဟင်းချုပ်တဲ့ထဲပါပါကျွန်တော်လည်းလည်းကြိုက်လို့အဲဒီဓမင်းနဲ့လည်းလည်းစားပါပါပြီးရင်တော့သခွားသီးပါအဲဒီရေခဲဟင်းချုပ်နေဆိုရင် သခွားသီးနေဆိုရင်အရန်လိုက်ပါတယ်သူကအေးအေးလေးနဲ့နေပါတယ်တောက်လိုက်ရင်ပြီးရင်တော့ဒါကင်ချီဒီမှာပါတဲ့အဲအနစ်ပေါ့နော်အဲအနစ်လေးပါအချင်းရတာလေးထွက်ပါတယ်အဲနည်းမထဲပါတယ် ကျွန်တော်အရေးလေးခပ်ပြတ်ပါမယ်ဒီရေခဲပုံးလေးဝင်ထဲတာပါတယ်ဒီမှာပါနမဲတော့ကျွန်တော်ခုံမတက်ပါဘူးအဲ့ဒီမှာရေခဲလေးနဲ့လှုပ်ထားပါတယ်ဟောတောက်လိုက်ရင်အဲ့ဒီရင်လေးအေးပြီးတော့အဲ့ဒီလေပွားလာရင်လည်းမောပြီသွားပါတယ်ရမ်းမိုက်ပါတယ်အဲတချို့လူတွေဆိုရင်လည်းမကြိုက်ပါဘူးတဲ့ဟင်းချူကအေးအေးဆိုတော့လေအဲကျွန်တော်ကတော့ဒီတိုင်းရေခဲရေမျိုးတော့တောက်တယ်လို့ဖြစ်နေပါတယ် ဲ့တော့ရန်တော့ကောင်းပါလေတော့အများကြီးထဲပါလေအဲကျွန်တော်ကလေဘာကျွေးကျွေးအရန်ကြိုက်တယ်ရိုက်ကြိုက်တယ်လို့ပြောပြောတယ်ဆိုတာကျွန်တော်တို့ငငယ်ကလေးကအိမ်မှာထမင်းဆိုင်ဖွင့်လို့ပါအဲဒါကြောင့်မလို့ကျွန်တော်ကဘာကျွေးကျွေးကုံတော်တော်များများစားလို့ရပါလေဒါကျွန်တော်ခုနကဆောမေးချင်ခဲ့လို့ပါအပြင်ကျွန်တော်တက်တက်ရှူနေနေယူပါမယ် ဒီနေ့ကတော့လူနည်းနည်းပဲရှိပါတယ်ကျွန်တော်စိတ်ုံမှာစနေစင်းသမားများရေးရှိပါဘူးအောက်ထပ်မှာတော့ကျွန်တော်ရဲ့ကျွန်တော်တငယ်ချင်းရဲ့ခေါင်းဆောင်ရဲ့၃ယောက်ပဲရှိပါတယ်ပေါ်ထပ်မှာ၁ယောက်၄ယောက်ပေါ့နော်အားလုံးပဲထမင်းစားကြပါဦးဒီနေ့ဟင်းရံကောင်းပါလေကျွန်တော်ထဲ့ထင်းနဲ့မြောပါပါလေဒါ air core လေးပါ air core လေးကျွန်တော်ပိတ်ခွဲ short တင်လုပ်လို့ရပါတယ်